ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနဲ့ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရဲ့2016-2019ခုနှစ်အလုံးမှုဆောင်နဲ့ဗဟုအလုံးမှုဆောင်အသစ်တွေရွေးချယ်တင်မြှောက်ပွဲနဲ့ပတ်သက်ပြီးအမြင်မတူညီရာတွေကြားဝေဖန်မှုတွေရှိနေပေမဲ့အသင်းအဖွဲ့ရဲ့စည်းမျဉ်းတွေအတိုင်းသာဆောင်ရွက်သွားမှာဖြစ်တယ်လို့ကုန်သည်ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်အလုံးမှုဆောင်နဲ့ဗဟုအလုံးမှုဆောင်အသစ်ရွေးချယ်တင်မြှောက်ပွဲရဲ့ပြည်ချားရေးကော်မတီဥက္ကဋ္ဌဦးမိုးမြင့်ကျော်ကပြောပါတယ်။ အခုရွေးကောက်ပွဲကိုပုံမကောင်းမစေခြင်းနဲ့ဆန္ဒနဲ့စီမင်းတိုက်ဆောက်ရွက်ကြဖို့အပြန်လက်ဆွေးနွေးညှိကုံမှုတွေတော့ရှိခဲ့တယ်လို့ဦးမိုးမြင့်ကျော်ကပြောပါရယ်။ မြမပုတ်ကလေးကစီးပွားရေးကဏ္ဍကိုဥဆောင်နေတဲ့ကုန်သက်ဆက်မှုလက်မှုအသေးချုပ်ရဲ့နောက်သုံးနှစ်တက်တန်းအတွက်ရွေးချယ်တင်မြှောက်ခံရသူတွေအနေနဲ့တဝူးတယောက်ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုတည်းရဲ့လုံဆောင်ချက်မျိုးမဟုတ်ပဲအများပါဝင်နိုင်တဲ့မူဝါဒအသစ်တွေချမှတ်ဆောင်ရွက်ဖို့လိုတယ်လို့လည်းပြည်တော်စုသမ္မတမြန်မာနိုင်ငံကုန်သက်များနဲ့ဆက်မှုလက်မှုလုပ်ငန်းရှင်များအသေးချုပ်ဒုတိယဥက္ကဋ္ဌဦးစော်မင်းဝင်းကပြောပါတယ် ကုန်သက်ဆက်မှုလက်မှုအသေးချုပ်ရဲ့အရင်ကရှိပြီးသားအသင်းအဖွဲ့စီးမြင့်စည်းကမ်းတွေကအားနေခဲ့တဲ့အတွက်ထပ်မံရွေးချယ်ခံရရင်အသေးအဖွဲ့စီးမြင့်တွေကိုအဓိကထားပြင်ဆင်ဆောင်ရွက်သွားမယ်လို့ဦးစော်မင်းဝင်းကပြောပါတယ်။ကုန်သက်ဆက်မှုလက်မှုအသင်းချုပ်အသင်းအဖွဲ့စီးမြင့်ရဲ့ညီနောင်အသင်းတွေကတိုက်ရိုက်တင်မြောက်ထားတဲ့အမှုဆောင်ကိုယ်စားလှယ်82ဦးနဲ့ရွေးချယ်တင်မြောက်ခံကိုယ်စားလှယ်82ဦးရှိရမှာဖြစ်တာကြောင့်အလုံးမှုဆောင်အဖွဲ့အသင်းမှာအဖွဲ့ဝင်144ဦးပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။ အလုံးမှုဆောင်အဖွဲ့တဲကမှဗဟုအလုံးမှုဆောင်အရေးချင်းနဲ့ညီညွတ်နဲ့ကိုဆက်လက်40ရာခိုင်နှုန်းကိုဆက်လက်ရွေးချယ်ပြီးဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌအထွေထွေအတည်ရေးမှုဗန္နာရေးမှုစရင်းစစ်စသဖြင့်ဆက်လက်ရွေးချယ်သွားမှာဖြစ်တယ်လို့သိရပါဗျ။ ရွေးချယ်တင်မြောက်ခံရတဲ့ကိုယ်စားလှယ်တွေအနေနဲ့လည်းနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ညီနောင်အသင်းတွေကတိုက်ရိုက်ရွေးချယ်တင်မြောက်ခံရတဲ့ကိုယ်စားလှယ်တွေဖြစ်တဲ့မြန်မာနိုင်ငံရွှေလုံငန်းရှင်များအသင်းအထွေထွေတွင်းရေးမှူးဦးကျော်ဝင်းနဲ့မြန်မာနိုင်ငံဆန်ဆပ်ပါစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌဦးစိန်ဝင်းလိုင်တို့ကပြောပါတယ်။ ကုန်သက်ဆက်မှုလက်မှုအသေးချုပ်ရွေးချယ်တင်မြှောက်ပွဲဆန္ဒမဲပေးခြင်းကို2016ခုနှစ်စက်တင်ဘာ18ရက်နနက်8နာရီမှာစတင်ပြီးမင်းရဲကျော်စွာလက်လက်မတော်မျိုးနဲ့ကုန်သက်ဆက်မှုလက်မှုအသေးချုပ်အဆောက်အအုံပထမတန်းမင်္ဂလာခမ်းမမှာဆန္ဒမဲပေးနိုင်မှာဖြစ်တယ်လို့သိရပါဗျာ။ ကုန်သက်ဆက်မှုအသင်းချုပ်မှာအသင်းဝင်ပေါင်း3000ကျော်ရှိပေမဲ့လက်ရှိလုပ်ငန်းလည်ပတ်နေတဲ့ကုမ္ပဏီ18000ခန့်သာရှိတယ်လို့သိရပါတယ်။မဲပေးဖို့လာရောက်စရင်ပေးထားသူတွေကတော့စတေမာလာ15ရက်အထိလူဦးရေ1200ခန့်ရှိတယ်လို့သိရပါတယ်။ဒီသတင်းကို Central News Bureau မှာဆွဆန်နီရွှေနဲ့စွန့်မြင့်ဦးတို့ကပေးပို့တာဖြစ်ပြီးကျမအီဖြိုးကတင်ဆက်ထားတာပါ။